ရှင်ယောဟန်ခရစ်ဝင်ကျမ်းဟေဘရဲဩဝါဒစာကောလသဲဩဝါဒစာတွေကယေရှုခရစ်တော်ရဲ့ဇာတိအံ့ဩဖွယ်ကောင်းတဲ့အချက်တွေကိုဖော်ထုတ်ထားတာ ဖြစ်တယ်။အဒီယူဝါဒတွေကြောင့်ပဲခရစ်ယာန်တွေရဲ့အခြေခံယုံကြည်ခြင်းတရားဖြစ်တယ်။အဲ့ဒီတရားတန်ဖိုးကိုဘသူကမှအခုချိန်ထိမဖြစ်စည်းနိုင်ဘူးမထီပါနိုင်ဘူး။ဒီစာဆောင်ကဘာသာရေးအယူဆနဲ့ခရစ်ယာန်အသက်တာတွေအများကြီးပါဝင်တယ်ပေါ့နော်။ ီ colorate ဩဝါဒစာကျမတို့ a ဖက်ဩဝါဒစာဩဝါဒစာတော့ကလည်းပြောပြရတယ်ဗောနော် colorate နဲ့စင်နဲ့အခုဒါမဲ့ဘာမတူဘူးလဲဆိုတော့ a ဖက်ဩဝါဒစာမှာတော့အကြတော့ယုံကြည်သူတွေကယေရှုနဲ့အတူကောင်းငင်ပုံမှာစိုးစံခွင့်ရှိတယ် colorate လူမျိုးမျိုးတွေအတွက်ကြတော့ယုံကြည်သူတွေကလောကမှာရှိပြီးဥကောင်းဖြစ်တဲ့ခရစ်တော်ကကောင်းငင်မှာရှိတယ် a ဖက်ဩဝါဒစာမှာတော့အေဖက်ဩဝါဒသားတွေကခရစ်တော် night တည်တယ် ကောလောသဲမှာတော့ယုံကြည်သူတွေအကုန်လုံးမှာယေရှုခရစ်တော်ပါရှိခြင်းနဲ့အကြောင်းမျှော်လင့်ချက်ရှိလာတယ်။ Epha Owara Sa မှာအသင်းတော်ကိုခရစ်တော်ရဲ့ခန္ဓာကိုယ်ပြည့်စုံခြင်းလို့ဖော်ပြထားတယ်။အခန်းကြီး1အငယ်23မှာခရစ်တော်နဲ့ခန္ဓာကိုယ်တလုံးတဝရဲဖြစ်ခြင်းကိုဖော်ညွှန်းတယ်။ကောလောသဲမှာတော့ခရစ်တော်ရဲ့ဥဆောင်မှုအဓိကထားတယ်။ဥကောင်းတော်မှာတကောလုံးဝင်သည်ဆိုပြီးတော့ခန်းကြီး1အငယ်16မှာတွေ့ရတယ်ဗောနော်။ ကျမကစပြီးပြောမှာရှစ်ကနေစပါဗောနော်ခရစ်တော်ဤတရားကိုခရစ်တော်ဤတရားကိုမလိုက်အဆက်ဆက်ခံသောဤဥပဒေနှင့်လောကီတရားနူးကိုလိုက်၍လောကီပညာနှင့်ချီးနီးသောပြည့်ရဲ့အဖြစ်သင်တို့ကိုအဘယ်သူမျမလူယုံမဖြစ်စီမဖြစ်စီစေခြင်းကတတိပြုကြလောဒီကျမ်းစာကဒုတိယအကြိမ်အတိပေးတာဖြစ်တယ်ပထမတစ်ခေါက်အတိပေးတာကကောလောသဲအခန်းကြီးနှစ်ငယ်၄ထဲမှာ တိပေးထားတာဘာကိုတတိပေးလဲဆိုတော့ဒီမိစာမကောင်းတဲ့ဆရာကြီးရဲ့အသွင်သင်ဆုံးမမှုကိုတတိပေးထားတာဖြစ်တယ်လူမလူယူမဖြစ်စည်းစေခြင်းကဘယ်အရာတွေကိုတို့လူယူနိုင်တယ်လဲလူယူနိုင်တဲ့အရာတွေကသခင်ဖျားမှာတည်တဲ့ကျွန်တော်ညီမတို့ရဲ့ဝမ်းမြောက်ခြင်းယုံကြည်ခြင်းမှာကြွယ်ဝခြင်းဝิญဉေးရတိုးပွားခြင်းခရစ်တော်မှာခရစ်တော်မှာကိုတည်ကြည်ခိုင်ခန့်ခြင်းတွေကိုသူက လူယူဖြည့်ဆည်းနိုင်တဲ့အရာတွေဖြစ်တယ်ဆိုပြီးတော့ရှင်ဘောလူကပြောပြထားတာဖြစ်တယ်ဆိုတော့လောကီလောကီပညာဆိုတာကအာဘဝနဲ့ဆိုင်တဲ့ဒသနိကတွေပေါ့နော်အဲ့တုန်းကဒသနိကဆရာတွေအများကြီးရှိတယ်သူတို့ရဲ့အမြင်တွေအတွေ့တွေဖြစ်တယ်သူတို့ကဘာတွေပေါ်ထုတ်လဲဆိုတော့ဘဝဒီကိုယ်ဘဝအတ္တရဲ့အနတ်အိဗယ်ကိုပေါ်ထုတ်ကြတယ်အော်တဘာဝတရားရဲ့အာ အရာတွေပေါ့နော်တို့ကအဲ့ဟာတွေကိုစူးစမ်းလေ့လာကြတယ်ကျမတို့ကကြတော့ဓမ္မသဘောအရာကိုလေ့လာမှာဖြစ်တယ်ဓမ္မသဘောကဘာတွေလဲဖျားသခင်တရှိတာကိုယုံကြည်လက်ခံတယ်သခင်ယေရှုခရစ်တော်ရဲ့အခန်းကဏ္ဍကိုနားလည်တယ်အမ်တန်ရှင်းသောဝိညာဉ်တော်ရဲ့အခန်းကဏ္ဍကိုသဘောပေါက်တယ်ဓမ္မကျမ်းစာ အခန်းကဏ္ဍပြီးတော့ကယ်တင်ခြင်းနဲ့ဆက်လင်းတဲ့ယုံကြည်ခြင်းဆိုင်ရာခံယူချက်ဒီကမ္ဘာလောကမှာရှိတဲ့ခရိယန်အတ္တတာအကြောင်းသာဝရဖျားသခင်ကိုယုံကြည်သက်ဝင်တဲ့အကြောင်း နောက်ဆုံးတရားစီရင်ခြင်းကိုကျမတို့ယုံကြည်တယ်။ဖျားသခင်ကိုဝိပုကိုးကွယ်ခြင်းနဲ့သာဝရဖြစ်တည်ခြင်းကိုသဘောပေါက်တယ်။အဲ့ဒါလောကီရေးရအရာမှာတော့ဓမ္မချမ်းစာခံယူချက်တွေကိုတို့ကညင်းပယ်ကြတယ်။ဖျားသခင်ရဲ့ကဏ္ဍမပါဘဲနဲ့လူလုတ်တဲ့စီးမြင့်ဥပဒေတွေဓလေထုံးစံတွေကိုရှေ့တန်းတင်ပြီးတော့ဟောပြောတယ်။အာလူအတွေးအခေါ်နဲ့တုံသင်ကြတယ်။အာအငယ်ရှစ်မှာပေါ့နော်။အဲ့ဒီအချိန်တော့ကဒီအမ်မိစ္ဆာအယူဝါဒတွေရဲ့အဲ့တုန်းက ယူဒလူမျိုးတွေရဲ့အမြင်ပေါ့နော်ဧဝံဂေလိတရားကိုစန့်ကျင်တဲ့သူတွေရဲ့အမြင်ကဘာတွေလဲဆိုတော့ခရစ်တော်ကဖျားမဟုတ်ဘူးဖျားသခင်နဲ့အရေးချင်းတူတဲ့သူလည်းမဟုတ်ဘူးဖျားသခင်ဖန်ဆင်းထားတဲ့သူတသက်ပဲဖြစ်တယ်သူကအများအထက်နည်းနည်းမြင့်မြတ်ပြီးတော့မြင့်မြတ်တာပဲရှိတယ်ပေါ့နော်ဒါပေမဲ့ဖန်ဆင်းခံပဲဖြစ်တယ်လို့သူကပြောထားတယ်သူတို့တွေကအဲ့လိုတုံတင်ကြတယ်အာပြီးတော့ခရစ်တော်ကဖျားသခင်ထက်ဇက်နေတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာ လူလူခန္ဓာကိုရှိလို့ဖြစ်တယ်လူခန္ဓာကိုတို့ကရုပ်ဝတ္ထုပစ္စည်းလို့သတ်မှတ်တယ်အဲ့ဒါမကောင်းတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့ဒါကအဲ့ဒီဟာကိုရှင်ဘောလူကဘယ်လိုမျိုးအဲဒီဒီအယူဝါဒတွေကိုဘယ်လိုတိုက်ထုတ်လဲပေါ့နော်သူကခရစ်တော်ရဲ့ဖျားဖြစ်ခြင်းကိုဘယ်လိုမျိုးခံခိုင်မှမှခုခံလဲဆိုတော့ဖျားသခင်ရဲ့ဖြစ်ခြင်းကခရစ်တော်ရဲ့ဖြစ်ခြင်းပဲဖြစ်တယ်ဒီအမြင်ကိုပြန်ပြီးတော့အကုန်လုံးဟိုပါခိုင်မာစေတယ်ပေါ့နော်ခရစ်တော်ကဖျားသခင်သတ်မှတ်ထားတဲ့ခရစ်တော်ကိုဖျားသခင်အဖြစ် တတ်မှတ်ဖို့အတွက်ဘုရားသခင်အလိုတော်ရှိတယ်။ဘုရားသခင်ရဲ့ဇာတိအဖြစ်ဇာတိအဖြစ်ပြည့်စုံခြင်းနဲ့ပြည့်စုံခြင်းကိုခရစ်တော်မှာကျင်းဝတ်နေစေတာကိုတွေ့ရတယ်။ဘုရားသခင်ရဲ့ဇာတိအဖြစ်ပြည့်စုံခြင်းအပေါင်းတို့ကလည်းခရစ်တော်ရဲ့ခန္ဓာကိုယ်မှာထင်ရှားတယ်။ခရစ်တော်ကယာနုံးပြည့်လူသားနဲ့ယာနုံးပြည့်ဖျားဖြစ်တယ်ဆိုပြီးတော့ပြောပြထားတယ်။ခရစ်တော်ကခန္ဓာကိုယ်ရှိတယ်။ဘာဖြစ်လို့ရှိရသလဲ။လူတွေကိုအပြည့်ကကယ်တင်ဖို့အတွက်ကြွလာတဲ့အတွက်ကြောင့်ဖြစ်တယ်။အဲ့ဒါတွေကိုအခန်းငယ်၈မှာတခုချင်းစီသူဖြည့်ရှင်းထားတယ်ပေါ့နော်။ အအခန်းငယ်အခန်းငယ်30မှာခရစ်တော်ရဲ့ခရစ်တော်မှာခရစ်တော် night တည်တဲ့ကျွန်တော်ကျမတို့ရဲ့ယုံကြည်ခြင်းခရစ်တော်ကိုအဲ့ဒီအချိန်တုန်းကအမ်ခုနကပြောသလိုပေါ့သူတို့ကဖျားမဟုတ်ဘူးဆိုပြီးတော့တိုက်ခိုက်ကြတဲ့အပေါ်မှာကဲတင်ချင်းတွေလည်းလုံလောက်ချင်းမရှိဘူးဆိုပြီးတော့ပြောတဲ့အပေါ်မှာအာရှင်ဘောလူကညင်းပယ်ထားတာဖြစ်တယ်အခန်းငယ်၁၁မှာ ခရစ်တော်၏အေးပြားလိချင်းအဖြစ်ဇာတိပဂရိအပြည့်ဤကိုကိုပယ်ရှား၍လက်ဖြင့်မလုပ်သောအေးပြားလိချင်းကိုထိုသခင်၌တင်တို့သည်ခံကြသည်ဖြစ်၍เนาะဒီဟာခရစ်တော်ရဲ့အေးပြားလိချင်းယေရှုခရစ်ကအိဗရာဟံပေးထားတဲ့ဗရိညင်အောက်မှာအေးပြားလိချင်းကိုခံယူတယ်။သူကဖြောင့်မတ်ခြင်းတရားအလုံးစုံကိုပြည့်စုံစေရတယ်။ဘာလို့ဆိုတော့သခင်ယေရှုကပြည့်ညတ်တရားတွေတောင်းဆိုချက်အကုန်လုံးကိုသူ့အဖြစ်ပြည့်စုံစေတယ်။အဲ့တော့သခင်ယေရှုကိုယုံကြည်တဲ့သူအပေါင်း အပေါင်းအကုန်လုံးပေါ်မှာအဲ့ဒီဟာအကျိုးသက်ရောက်မှုရှိတယ်။ဘာဖြစ်လို့လဲ?ယုံကြည်သူတွေကခရစ်တော်နဲ့ဝိညာဉ်ရေးရာမှာတလုံးတဝရရှိတယ်။အဲ့ဒီတလုံးတဝရဖြစ်ခြင်းကခရစ်တော်ရဲ့အရေးပြားလိခြင်းပေါ်မှာအကျိုးသက်ရောက်မှုရှိတယ်။အဲ့ဒါကိုဝိညာဉ်ရေးအကျိုးရာလို့ခေါ်တယ်။အဲ့ဒီဝိညာဉ်ရေးအကျိုးဆိုတာကဘာလဲဆိုတော့လက်ဖြစ်မလုပ်တော့အရေးပြားလိခြင်းလို့ခေါ်တယ်။အဲ့ဒီဟာကို ရှင်းပြထားတာဖြစ်တယ်။အမ်ပြီးတော့အဲ့ဒီအရေးပြားလိခြင်းကနေပြီးတော့ငယ်ဆက်နှစ်မှာနှစ်ချင်းမင်္ဂလာခံခြင်းအကြောင်းတော့ရတယ်နော်။ ရေပြားလိချင်းကဇာတိအသွေးသေးချင်းဖြစ်ပြီးတော့နှစ်ချင်းမင်္ဂလာခံချင်းကလူဟောင်းကိုတကြိုမြုပ်နှံချင်းဖြစ်တယ်ဒီရေပြားလိချင်းဆိုတာအဲ့ဒီခေတုန်းကတော့ယူရလူမျိုးတွေရဲ့အယိုးရာအစဉ်လားပေါ့နော်သူတော့မကောင်းတဲ့အစိပ်အပိုင်းကိုစွန့်ပစ်တယ်သူတို့ကဝိညာဉ်ရေးရာရှုထောင့်ကိုမေ့ပြီးတော့ယိုးရာဒလိထုံဆန်းဖြစ်ပဲဆက်ပြီးတော့ကျင့်သုံးတယ်အဲ့ဒါဘုရားသခင်ရဲ့အလိုတော်လို့ပြောတယ်ဒါပေမဲ့ဘုရားသခင်ရဲ့အလိုတော်ဆိုတာဓမ္မတရားလွဲပြီးတော့မရှိဘူး ဝိညာဉ်ရေးရာမျက်စိနဲ့ယေရှုရဲ့ပြည့်စုံမှုကိုသူတို့ကြည်ရမှာဖြစ်တယ်။အဲ့တော့ယုံကြည်တဲ့သူခုဒီမှာရှိနေတဲ့ယုံကြည်သူအကုန်လုံးကခရစ်တော်၌အရေးပြားလှိထားတဲ့သူများဖြစ်ကြတယ်ပေါ့နော်။ဆိုခုနကခရစ်တော်ငယ်စနစ်မှာခရစ်တော်နဲ့အတူသေအနှစ်ချင်းခံခြင်းပေါ့နော်ခရစ်တော်နဲ့အတူသေလွန်သီးတာမကအတူတူမြုပ်နှံခြင်းဖြစ်သည်တဲ့အဒီတကြိုချင်းဆိုတာနှစ်ချင်းမင်္ဂလာခံယူတာဖြစ်တယ်နှစ်ချင်းမင်္ဂလာခံယူရဲဆိုတာဝင်ခံတာဖြစ်တယ် ဝန်ခံပြီးတော့မှအသက်တာပြောင်းလဲကြောင်းဖော်ပြတာဖြစ်တယ်။ဘာအိုတကြိုတာလဲအာဒန်ရဲ့သားသမီးဖြစ်ဖြစ်တဲ့အဖြစ်ကနေပြီးတော့တကြိုတာပြီးတော့နှစ်ချင်းမင်္ဂလာခံယူတယ်ဆိုတာဘုရားသခင်အတွက်ဝမ်းမြောက်ခြင်းဖြစ်တယ်။ဘုရားသခင်ဘက်မှာအစဉ်ရက်တည်တယ်ဆိုတဲ့အကြောင်းပြောတာဖြစ်တယ်။ပြီးတော့ အဲ့ဒီသကြိုချင်းကအပီးသကြိုတာမဟုတ်ဘူးခရစ်တော်ရှင်ပြန်ထမြောက်တဲ့အချိန်မှာအတူတူထမြောက်ပြီးတော့အသစ်တော်အသက်တာနဲ့ရှောက်လန်းမဲ့သူများဖြစ်ကြတယ်လို့ပြောပြတာဖြစ်တယ်ဘုရားသခင်ကိုယုံကြည်ရင်ခရစ်တော်နဲ့အတူရှင်သန်ထမြောက်မှာဖြစ်ပါတယ်အော်ဆိုတော့ခုနကအာနှစ်ချင်းခံချင်းပေါ့နော်ဗတိဇံခံချင်းအဖြစ်ယုံကြည်သူတွေကခရစ်တော်နဲ့အာအတူတကွဖြစ်လာတယ်ယုံကြည်သူတွေကခရစ်တော်နဲ့အတူတိဆောက်တဲ့သူတွေဖြစ်လာတယ် ခရစ်တော်နဲ့အတူအသေးခံတဲ့ခရစ်တော်နဲ့အတူတကြွချင်းခံတဲ့ခရစ်တော်နဲ့အတူရှင်ပြန်ထမြောက်ခြင်းခံတဲ့သူတွေဖြစ်ကြတယ်။အငယ်73မှာအာအငယ်73မှာတော့ဗာပြောထားလဲဆိုတော့ဒုစရိုက်အပြစ်၌၎င်းဇာတိပဂတိဤအရေးပြားလေးခြင်းကိုမခံသောအဖြစ်၌၎င်းသေလျက်ရှိသောသင်တို့ကိုခရစ်တော်နှင့်အတူအသက်ရှင်စေ၍သင်တို့အပြစ်ရှိသမျှတို့ကိုလွှတ်တော်မူ၏တဲ့ဒုစရိုက်အပြစ်၌၎င်းဒုစရိုက်အပြစ်ဆိုတာ ခုနကယူရလူမျိုးတွေရဲ့သူတို့ရဲ့လူမျိုးဆွဲအာရှေးတုံးစင်လာတွေကို ပြောတာဖြစ်တယ်ကျမတို့အာဇာတိပဂရိရေပြားလေးချင်းမခံဘူးဆိုတာတပါတော့အမျိုးသားတွေပေါ့နော်အဲ့ဒီတုန်းကကော်လော့သဲလူမျိုးတွေကိုပြောတာဖြစ်ပါတယ်ဝိညာဉ်ရေးရတည်ခြင်းရှိတာကိုဖရာသခင်ကတည်တယ်ဝိညာဉ်ရေးရတည်ခြင်းဟာဒုစရိုက်အပြစ်ကြောင့်ဖြစ်တာလည်းတည်တယ်အဲ့ဒီအပြစ်တွေအကုန်လုံးကိုခွင့်လွှတ်ဖို့အတွက်ဖရာသခင်ကအမ်သူ့ရဲ့မေတ္တာကရုဏာတော်ကိုပြသတယ် နော်ဝိညာဉ်ရေးရသေးတဲ့သူတွေကိုဘလို့ဘလို့နီးနဲ့ပြန်ပြီးရှင်သန်စေလဲဆိုခရစ်တော်နဲ့အတူပြန်ပြီးတော့အသက်ရှင်စေတယ်ဆိုတော့ကျမတို့ရဲ့ဒီလောက်ရမဲ့ဒီကျမ်းစိုက်ထဲကျမ်းပိုက်ထဲမှာပါတဲ့ဟာတွေကပေါ့နော်ဘာတွေကိုယုံကြည်ရမလဲယုံကြည်ခြင်းအဖြစ်ဘာတွေဖြစ်လာမလဲဆိုတော့ကျမတို့ကပထမဦးဆုံးအနေနဲ့တော့ယုံကြည်ခြင်းရှိရမယ်ပေါ့နော်ပြီးွားရင်နှိမ်ချတဲ့ယုံကြည်ခြင်းမျက်စိအဖြစ်ကိုယ့်အပြစ်ကိုကိုယ်သိပြီးတော့ဝင်းချတောင်းပန်ရမယ် အမ်ဂျေဇုတည်တဲ့နှလုံးသားနဲ့သခင်ယေရှုကိုကိုယ့်ရဲ့ဂတင်ရှင်အသက်သခင်ဖြစ်လက်ခံရမယ်။ဒီယုံဒီယုံကြည်ခြင်းအဖြစ်ပဲအပြစ်လွတ်ခြင်းခံရမယ်။ယုံကြည်ခြင်းအဖြစ်ပဲဖခင်သခင်ရှိမောင်မှာအသက်ရှင်တယ်။ယုံကြည်ခြင်းအဖြစ်ယေရှုခရစ်တော်ရဲ့ဂျေဇုအကျွေးတွေကကျမတို့အပေါ်မှာအများကြီးရှိတယ်ဆိုတာကိုအတိအမှတ်ပြုကြတယ်ပေါ့နော်။ပြီးသွားရင်အငယ်၁၄မှာပေါ့နော်။ ငါတို့နှင့်စန့်ကျင်ဘက်ဖြစ်သောဝီနီအထုံးဖွဲ့နှင့်ဆက်ဆိုင်သောလက်မှတ်ကိုချေ၍လဝါကတ်တိုင်မှာရိုက်ထားလျက်ငါတို့ဆက်ကြတဲ့ကပယ်ရှင်းတော်မူ၏တို့တော့ဒီဟာကဖရာသခင်ရဲ့ကျမတို့အပေါ်မှာဒီအပြစ်တရားကိုဘလို့ဖြေရှင်းပြီးတလဲဘလို့ဖရာသခင်ပြုတ်ပေးတဲ့အမှုကဘလောက်တောင်ဖုံးကျစ်တည်နေပြည့်စုံတယ်လဲဆိုတာကိုဖော်ပြထားတာဖြစ်တယ်ကျမတို့ရဲ့ဒီဇာတိအပြစ်အစိုးကျိုးတွေကိုပတ်သက်ပြီးတော့စိုးရိမ်ပူပန်စရာမလိုတော့ဘူးဒီအပြစ်ကြွေးတွေနဲ့ပတ်ပြီးတော့ ပတ်သက်ပြီးတော့အကောင်းဆုံးဖြည့်ရှင်ချက်ကိုဘုရားသခင်ပေးတယ်အဲ့ဒီဟာကဘာလဲဆိုတော့ခရစ်တော်အသေးခံတဲ့လဝကတိုင်ကိုအောင်းမေ့မိတိုင်းဘုရားသခင်ပြုတဲ့အမှုကိုတတိယအောင်းမေ့ကြဖို့ဖြစ်တယ်ငယ်၅မှာခက်ခဲသောတိုက်လှန်ခြင်းအထွတ်အမြတ်အာဏာဇက်ကိုအောင်ပခံတော်မူပြီဆိုတဲ့ဟာပါတယ်နော်။သခင်ယေရှုကိုယ်တိုင်လည်းလောကမှာအမှုတော်ဆောင်နေစဉ်အတွင်းမှာဝိညာဉ်ရေးရာတိုက်ပွဲတွေအများကြီးတိုက်ခိုက်ကြုံခဲ့ရတယ် ဲ့ဒီအကြောင်းကိုလည်းခရစ်ဝင်ကျမ်းရေးတဲ့သူတွေအကုန်လုံးကမှတ်တမ်းတင်ထားခဲ့ကြတယ်။အာမဿဲ၄တို့လုကာအခန်းကြီး၄တို့မှာအာစာတန်ကိုယ်တိုင်ကနော်သခင်ယေရှုကိုစုံစမ်းနှောက်ယှက်တယ်။ပြီးတော့နတ်ဆိုးဆွဲတဲ့သူတွေလည်းသခင်ယေရှုကိုအာဆန့်ကျင်ကြတယ်ပေါ့နော်။ပြီးတော့အဲ့ဒါကဘာဖြစ်လဲသခင်ယေရှုကအကုန်လုံးကိုအနိုင်ယူတယ်။ဘာဖြစ်လို့လဲဖျားသခင်ရဲ့သားတော်ဖြစ်တဲ့ကြောင့်ယေရှုရဲ့စကားကိုနတ်ဆိုးတို့ကနာခံရတယ်လို့ရှင်မာကု အခန်းကြီး9အငယ်9မှာတွေ့ရတယ်။ရှင်ယောဟန်အခန်း7:29ထဲမှာတော့မကောင်းဆိုးဝါးကယူဒာရဲ့နှလုံးသားထဲကိုဝင်ရောက်ပြီးတော့သခင်ယေရှုကိုတစ္ဆာဖောက်စေခဲ့တယ်။ဆိုတော့ဒီခုနကအငယ်15ကိုပြန်ဖတ်ရမယ်ဆိုရင်အထွတ်အမြတ်အာနာဆက်များကိုလူယူလျင်ထင်ရှားစွာ ထုတ်ပြ၍လောဝါကတ်တိုင်တော်အဖြစ်အောင်ပွဲကိုခံတော်မူ၏ကျမတို့အမြင်မှာတော့လောဝါကတ်တိုင်မှာအာသခင်ယေရှုတည်တယ်ပေါ့နော် သေးတယ်ဆိုတာကိုဒီမှာတော့ဘလို့ရေးသားထားလဲဆိုအောင်ပွဲခံတော်မူပြီလို့ရေးသားထားတယ်။ဒီလဝါကတိုင်မှာသခင်ယေရှုအသေးခံနဲ့ဘာဖြစ်လို့လဲယူဒရှကရုတ်ကတစ္ဆာဖောက်တယ်။ဒီယူဒဘာသာရေးလွှတ်တော်တွေကမှားယွင်းစွာအပြစ်တင်ဆွဆွဲကြတယ်။ယောမစစ်သားတွေကလဝါကတိုင်မှာအသေးသက်ကြတယ်။ဒါမဲ့အဲ့ဒါသခင်ယေရှုရဲ့အောင်ပွဲခံတဲ့နေရာဖြစ်တယ်။သူကသေခြင်းအဖြစ်ရှုံးနေသွားတာမဟုတ်ဘူး။သူကသခင်ယေရှုကသူ့ရဲ့သေခြင်းအဖြစ်ကျမတို့ အာကြောက်တဲ့အရင်ကြောက်တဲ့ရောပေါ့နော်စာတန်စာတန်ကိုအနိုင်ယူတာဖြစ်တဲ့ကြောင့်ခရစ်တော်ကတည်ခြင်းကကျမတို့ရဲ့ဝမ်းမြောက်ခြင်းဖြစ်တယ်ဝမ်းဝမ်းမြောက်ခြင်းကိုဆောင်ခြင်းပေးတာဖြစ်ပါတယ်ခရစ်တော်အသေးခံခြင်းကအဲ့ဒီခေတ်ကာလမှာကျမသူတို့အတွက်ကယ်တင်ခြင်းအတွက်လုံလောက်ခြင်းမရှိဘူးဆိုတော့မှားယွင်းတဲ့ခံယူချက်ကို ပြန်ပြီးတော့ရှင်ဘောလူကဖြည့်ရှင်းထားတာဖြစ်တယ်သူတို့ကအဲ့ဒီခေတ်ကာလဒီ စုံလင်နဲ့ကယ်တင်ခြင်းရဖို့အတွက်တခြားအရာတွေထပ်ပေါင်းရမယ်လို့မာယွင်းစွာသွန်သင်ချက်တွေကိုလည်းရင်ဆိုင်ဖြေရှင်းတာဖြစ်ပါတယ်အငယ်16မှာဒီထိုကြောင့်စားတော့ခြင်းအမှုပွဲနေ့လာစန်းနေ့ဥပုံနေ့တို့ကိုစောင့်ခြင်းမှုတို့တွင်သင်တို့ကိုအဘယ်သူမျှမစစ်ကြောမစီရင်စေနှင့်အဲ့ဒီချိန်တုန်းကဆရာသမားတွေဒီမိษาဆရာသမားတွေကရှောင်ခြင်းရမယ့်အရာတွေအများကြီးတယ်ပေါ့နော်တချို့အစားအသောက်တွေကိုရှောင်နေ ပွဲလန်းသဘင်ကျင်းပါတယ်။အာလာဇန်းနေမှာဟိုစောင့်ထိန်ဥပုံနေကိုစောင့်ရှောက်တယ်။ကျမတို့ကခရစ်တော်လဝါကတိုင်မှာအသေးခံပြီးပြီ။ငါတို့ကျမတို့ရဲ့အပြစ်ကြွေးတွေအကုန်လုံးကိုပေးဆက်ပြီးပြီ။ကျမတို့ရဲ့အပြစ်တွေကလဝါကတိုင်မှာဟိုပါသွားပြီပေါ့နော်။စာတန်ရဲ့အပေါင်းပါတွေလည်းဆုံးရှုံးသွားပြီ။ဝိညာဉ်ရေးအကျိုးအမြတ်အတွက်ဘာဖြစ်လို့ဒီဟာတွေကိုကျမတို့ဆက်လုပ်နေရမှာလဲပေါ့နော်ဒီဟာတွေကိုဆက်ပြီးတော့စောင့်ထိန်စီရမလိုဘူးဆိုတဲ့အကြောင်းကိုရှင်ဘောလူကရှင်းပြထားတာဖြစ်တယ် အငဲစက်ခွန်မှာချိန်ကြာလာတဲ့မျှဒီထုံတန်းအစင်လာတဲ့အတိတ်ဘယ်တွေကိုလူတွေကမသိတော့ဘူးဒါမဲ့နားမလဲပဲနဲ့ဆက်ပြီးတော့ချိန်သိမ်းစောင့်ရှောက်လာတဲ့ဘာသာရေးထုံတန်းအစင်လာတွေဖြစ်လာတယ်။ဘုရားသခင်ကလည်းအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ပရိုဖက်တွေမွေးထုတ်ထားတယ်။ဘာသာရေးပြည့်ညက်ချက်တွေကိုအစင်အလာရစောင့်ထိန်တာဘုရားသခင်မနှစ်သက်ဘူးဆိုတဲ့အကြောင်းကိုအာဟေရှာယကလည်းပြောခဲ့တယ်နော်အခန်းကြီး1ငွေ71ကနေ15မှာတွေ့ရတယ်။ ဖះရဲ့လူမျိုးတွေအတွက်တန်ရှင်းဖြောက်မှတ်တဲ့အတ္တတာအစင်မပြတ်ပိုင်ဆိုင်နေမှုအတွက်ဘုရားသခင်အလိုတော်ရှိတယ်။ဘာသာရေးကိုအကြောင်းပြပြီးတော့လုပ်တဲ့ရိုးရာဓလေ့တွေကိုဘုရားသခင်အလိုတော်ရှိတာမဟုတ်ဘူး။အဲ့ဒီအကြောင်းကိုတမန်တော်ပေါ်လူကဒီကောလောသဲယုံကြည်သူများကိုသိရှိစေချင်တာဖြစ်တယ်။အငယ်၁၈မှာဘာသာရေးဓလေ့တွေကိုစောင့်ထိန်လိုက်နာတာခရစ်တော်ကိုယုံကြည်ကိုးစားမှရရှိတဲ့စုစည်းစုတွေကိုယုံကြည်သူတွေစီကနေလူယူတဲ့လူယူခြင်းသာဖြစ်တယ် ဥကောင်းတော်ကိုအမိမပြုဇာတိပဂရိရဲ့စိတ်နှလုံးအချီးနှီးထောင်လွားလျက်မိမိမသိမမြင်သောအရာကိုစူးစမ်းလျက်စိတ်နှင်ချချင်း၌၎င်းကောင်းငင်တမန်ကိုကိုးကွယ်ခြင်း၌၎င်းမွေးလျော်သောသူတစုံတစ်ယောက်မှသင်တို့စုကိုမလူမယူစေနှင့်မွေးလျော်တဲ့အကြောင်းအရာတွေဒီမိစ္ဆာဆရာတွေကသူတို့ရဲ့တပည့်နောက်လိုက်တွေကိုသူတို့နောက်တစ်ခေါက်ခေါက်လိုက်တာကိုလူချင်းတယ်အဲ့တော့သူတို့ကဘာလုပ်လဲမမှန်မကန်မယိုးသားတဲ့နှိမ့်ချခြင်းတွေလုပ်တယ်ကောင်းငင်တမန်တွေကိုကိုးကွယ်တယ် အခုချိန်ထိလည်းရှိတယ်ဗောနော်ဘုရားသခင်နဲ့ကျမတို့ဂျားထဲမှာအာဆက်ဆက်သွယ်တာဆိုလို့သခင်ယေရှုကနေဆက်သွယ်ရမယ်ဆိုတဲ့အကြောင်းကိုအခုထိအာလက်မခံဘဲနဲ့ဗောနော်ကောင်းကင်တမန်တွေကိုဂျားခံနေအာပြီးတော့အာမေတော်တွေဂျားခံနေအဝါတွေကအခုထိရှိတုံးပဲဗောနော်အဲ့ဒါတွေကိုယေရှုခရစ်တော်ကတခါမှမသွန်သင်ခဲ့ဘူးဗောနော်ဒီဒီလူတွေရဲ့အသိဉာဏ်ပညာရဲ့အရင်းမြစ်ကဘုရားသခင်စီကလာတာမဟုတ်ဘုရားသခင်ထံကလည်းမဟုတ်ဘူးသူတို့ရဲ့ ဒီအတိညာဉ်တွေအကုန်လုံးကသူတို့ဇာတိစိတ်သဘောထားကနေလာတာဖြစ်တယ်ဗောနော်အငယ်၁၈မှာဥကောင်းတော်အမိမပြုကိုကိုကိုခရိယန်လို့ယုံကြည်ပြီးတဲ့သူပြောဆိုပြီးတဲ့သူတွေကခရစ်တော်ဥကောင်းတော်ဖြစ်ပဲအမိပြုရမယ်ကျန်တဲ့ဟာတွေကိုခေါင်းထဲမထည့်ဘူးပေါ့ပြောပြထားတယ်ခရစ်တော်ကကိုရဲ့ဥကောင်းဖြစ်တယ်ခန္ဓာကိုယ်ကဥကောင်းနဲ့ဆက်ပြတ်ပြီးတော့ဘယ်သူမှမယက်တည်နိုင်ဘူးအဲ့တော့သခင်ယေရှုခရစ်ကသူ့ရဲ့ခန္ဓာကိုယ်ကောင်းမွန်ကြီးထွားဖို့လိုအပ်တယ် ဥကောင်းတော်ကလည်းခန္ဓာကိုအတိပဲရှိရှိကြီးထွားတဲ့နေရာများကိုလိုအပ်တဲ့ဟာတွေကိုအားဖြည့်ပေးမယ်။ဥကောင်းတော်ဖြစ်တဲ့ခရစ်တော်ရဲ့အခန်းကဏ္ဍကိုကျမတို့အတိမှတ်ပြုပြီးယူသေးရမယ်။ခရစ်တော်ရဲ့ကိုဖြစ်တဲ့ဒီအသင်းတော်ကနေပြီးတော့သူ့ရဲ့ထူးမြတ်ခြင်းတွေကိုပယ်ရှားဖို့ဖယ်ထုတ်ဖို့ဘယ်တော့အခါမှမကြိုးစားသင့်ဘူးဆိုတဲ့အကြောင်းကိုအခန်းငယ်20မှာဖော်ပြထားပါဗျ။ဒီသင်တို့ဒီခရစ်တော်နဲ့အတူတည်၍ပေါ့နော်အငယ်20လေးမှာပါတယ်။ခရစ်တော်နဲ့ကျွန်တို့တွေဆက်ဆက်မှုကိုဖော်ပြတယ်။ ကျွန်တော်တို့ကခရစ်တော်နဲ့တစိုက်တဝိုင်းနဲ့ဖြစ်ရမယ်ခရစ်တော်နဲ့အတူအမှန်သေးကြတဲ့လူတွေဆိုရင်ဒီလောကီအမှုတွေနဲ့မသက်ဆိုင်တော့ဘူးဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုရင် လောကီရဲ့ချုံနောက်မှုကို မခံကြရတော့ဘူးဖြစ်တယ်လောကီစနစ်နဲ့ဆိုင်တဲ့စီမင်းဥပဒေသားတွေကိုကျမတို့နားထောင်စရာမလိုဘူးဗာရှင်ဒီကျမတို့ရဲ့ဒီအသက်ရှင်ခြင်းပေါ့နော်လူဒီလိုမျိုးခန္ဓာကိုအသက်ရှင်ခြင်းမဟုတ်ဘဲနဲ့ဝိညာဉ်ရေးကအသက်ရှင်ခြင်းကခရစ်တော်မှာခရစ်တော်မှာတည်တဲ့အသက်ရှင်ခြင်းနဲ့ လောကမှာတည်တဲ့အသက်ရှင်ခြင်းနှစ်မျိုးရှိတယ်အဲ့တော့ကျမတို့ကခရစ်တော်မှာတည်တဲ့အသက်ရှင်ခြင်းကိုရွေးမယ်ဆိုရင်ဒီလောကမှာအသက်ရှင်တဲ့သူလောကီတရားနှုတ်တွေလွှမ်းမိုးဩဇာပြုမှုကိုကျမတို့ခံယူစရာမလိုဘူးဆိုတဲ့အကြောင်းကိုရှင်ပေါလုကပြောပြထားတယ်ဒီအဲ့ဒီခေတ်တုန်းကဒီလူတွေကသူတို့ရဲ့အများကြီးပြည့်ညက်ချက်တွေစီကံချက်တွေကိုအတင်းအဓမ္မလိုက်နာစေတယ်ပေါ့နော်လူလုတဲ့ပြည့်ညက်ချက်တွေကိုရှင်ဘောလူကလိုက်နာစရာမလိုဘူးလက်မခံဘူးပယ်ဖြတ်တယ်ဆိုတဲ့အကြောင်းကို ခိုင်ခိုင်မာမာယက်တည်ပြီးတော့ပြောပြထားတယ်ခရစ်တော်နဲ့အတူသေခြင်းခရစ်တော်နဲ့အတူရှင်ခြင်းဖြစ်တဲ့အတွက်ကျမတို့ကဒီလောကီပြဉ္ဉာဏ်မှန်မှာလွတ်မြောက်ပြီးဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြထားတယ်အငဲ27မှာဘာသာရေးစင်းမြင်မတွန့်နဲ့မမီးနဲ့မကိုင်းနဲ့ဟူသောပြဉ္ဉာဏ်စကားတို့ကိုလောကီအသက်ရှင်သေးတဲ့ကဲ့သို့ဘာကြောင့်နားထောင်ကြသနည်းလို့ပါတယ်ဆိုတော့သူတို့ကအဲ့ဒီခေတ်ကာလမှာတအားချိုးချံချွေတာပြတာအစားအသောက်ကိုဘယ်လိုရှောင်ကျဉ်ရမလဲအခုချိန်ထိရှိသေးတယ်နော် တောက်ကြနေဆိုအသားမစားရတဲ့အာဒလိထုံးစန်းနေပေါ့နော်အာငားပဲစားကြတယ်လीအဲအဲ့လိုမျိုးနေတွေရှိတယ်ဒီဟာတွေကိုဘာဖြစ်လို့ရှောင်ကျင်ရပြီးတော့အဲ့ဓာတွေကအကျိုးမြတ်ဘာတစ်ခုမှမရှိဘူးဆိုတဲ့အကြောင်းလူလုံးဖန်တီးထားတဲ့အရာတွေကအကျိုးမြတ်မရှိဘူးဆိုတဲ့အကြောင်းကိုရှင်ဘောလူကအတိအလင်းပြောပြထားတယ်ဒီအရာတွေကဘာဖြစ်လို့ဘာဖြစ်လို့ဒီအရာတွေကိုရှောင်ကျင်ရမလဲလူလုံးတဲ့အရာတွေကဘာဖြစ်လဲသာဝရမတည်မြဲဘူးလောကီအမှုရာမှာချိန်တန်လို့ရှိရင်ပျောက်ကွယ်သွားမယ် သူတို့ရဲ့တန်ဖိုးကလည်းအခုချိန်မှာရှိနေတော့မဲ့ပေါ့နော်တန်ဖိုးရှိတာဒီလူသေးသွားရင်ဒီသူ့ရဲ့ပြည့်ညက်ချက်တွေကုန်လုံးပါသွားမှာဒီထဲမှာဘာဖြစ်လို့လဲဖရဲသခင်မှုတ်သွင်းထားတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်ဖြစ်တယ်မိစ္ဆာဆရာကြီးခန်းငယ်23မှာထို့သောသောပြည့်ညက်တို့ကိုကိုယ်အသားကိုဝါပြောစွာကျွေးမွေးခြင်းနဲ့မဆိုင်ကိုယ်လိုလျောက်ကိုးကွယ်ခြင်းစိတ်နှင်ချခြင်းကိုယ်ကာယကိုနှိမ့်ဆက်ခြင်းနဲ့မဆိုင်ပညာရှိအောင်ဆောင်ကြ၏ပညာရှိအောင်ဆောင်တဲ့သူတွေကအာ ဉာဏ်ကောင်းတဲ့သူတွေအများကြီးပဲလေလောကမှာเนาะဉာဏ်ကောင်းတဲ့အအောင်မြင်နေတဲ့နေရာတွေအများကြီးရှိတယ်ဒီဟာတွေအကုန်လုံးကဒီလောကီပုံဆောင်တဲ့ဉာဏ်ပညာသဘာဝပဲဖြစ်တယ်ဒါတွေအကုန်လုံးကအတွင်းကြကြလိလာမယ်ဆိုလို့ရှင်အကုန်လုံးမှာအားနေချက်တွေရှိမယ်အမားယွင်းတွေရှိတယ်အပြစ်အနာစာတွေရှိတယ်အပြစ်အနာစာမရှိတာကတော့ဒီဘုရားသခင်ပေါ်မှာဘုရားသခင်ဘက်မှာယက်တီခြင်းနဲ့ခရစ်တော်ကိုကယ်တင်ပိုင်ရှင်ဖြစ်ယုံခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အာ အဲ့တော့ကျမတို့ကခရစ်တော်နဲ့အတူတစိတ်တဝမ်းနဲ့ဘယ်လိုနေကြမလဲခရစ်ယာန်တွေကကျမတို့ယုံကြည်သူခရစ်ယာန်တွေကသခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူများယုံကြည်ယုံတတ်တတ်ပဲမဟုတ်ဘူးဓမ္မကျမ်းစာရဲ့သွန်သင်ချက်ခရစ်တော်နဲ့ခရစ်ယာန်တွေကအာသခင်ခရစ်တော်မှာတစိတ်တဝမ်းနဲ့ဖြစ်ကြတယ်ဘယ်လိုမျိုးတစိတ်တဝမ်းနဲ့ဖြစ်ကြသလဲအာအငယ်အာအခန်းကြီးနှစ်အငယ်7မှာနော်သူဤအေးပြားလှီးခြင်းအဖြစ်ခရစ်တော်နဲ့အတူအေးပြားလှီးခြင်းကိုခံရတယ်ဒါကျမတို့တွေယုံကြည်သူတွေကိုပြောပြတာ ပဋိဇာန်၌ခရစ်တော်နှင့်အတူသကြိုခြင်းကိုခံရတဲ့အငယ်၁၂မှာယုံကြည်ခြင်းအဖြစ်ခရစ်တော်နှင့်အတူထမြောက်ကြရတဲ့ဒါလည်းအငယ်၁၂မှာအငယ်၁၃မှာတော့ခရစ်တော်နှင့်အတူတကွရှင်သန်ခြင်းတို့ရောက်ကြရတယ်။ကျမတို့တွေကိုခရစ်တော်နှင့်အတူတစိတ်တဝမ်းနဲ့ဖြစ်ဖို့အတွက်အခန်းကြီး၂ကအာအခန်းကြီး၂အဖြစ်ပေါ့နော်။အမ်တမန်တော်ပေါလုကကျမတို့ကိုဆုံးမတော်သင်ထားတာဖြစ်ပါတယ်။အမ်ယေရှုတင်ပါတယ်ဖြည့်ဆွတ်ခြင်းနာများရှိရင်အာထပ်ပြီးတော့ပြောကြဖို့အချိန်ဖြစ်ပါတယ်။